ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။စိတ်ဝင်စားစရာကောင်းတဲ့ပရလောကဇလံကများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ရှေ့လာမင်းအိမ် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတော့စာရေးသူဇယနာရှာမညရှိသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း286ဖြစ်တဲ့အောင်မြတ်တာနဲ့ရွှေမြင့်တင်တောင်းဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။လာရိတ်က ညသပိတ်စေဒီပေါ်ကိုအလုံးစုံဖြာကျနေပြီးတော့ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။စေဒီရဲ့အရှိတ်မှာတော့ဝါပါရှင်လောင်တမန်ကြီးကမှန်တစ်ချက်ချထားတယ်လို့ကြည်လင်နေပြီးဘေးပတ်ပတ်လေပေါရောက်နေတဲ့တစ်ပင်တစ်တော်တွေကလည်းအိမ်မောကျနေတဲ့ပွဲငြိမ်သက်လျက်ရှိနေခဲ့တယ်။စေဒီရဲ့အရှင်ပြေပေါ်မှာတော့အောင်မြတ်သားတို့ဆရာတပည့်တွေရဲ့ဂုံတော်ရွှတ်ဖက်တဲ့ဟာတိတ်ဆိတ်နေမှုကိုထိုးဖောက်ပြီးတော့ခမင်းမြင်းလေးထွက်ပေါ်နေခဲ့တယ်။ လေမတိုက်ပဲရုတ်တရက်မြည်လာတဲ့ဆဲလဲတံတွေနဲ့အတူတောင်ပတ်လှီကားပေါ်ကိုလူတယောက်တက်လာတာကိုမြင်လိုက်ကြရတယ်။အာမြတ်တော်တို့လည်းလှီကားပေါ်ကိုတက်လာတဲ့လူကိုလှည့်ကြည့်လိုက်ရှာစင်ဆွေအောင်အင်ဂျီနဲ့ယောဂီလုံးကြီးကိုဝစ်ဆင်ထားတဲ့အသက်80အရွယ်အဖိုးတို့ဖြစ်နေခဲ့တယ်။အဖိုးကအာမြတ်တော်ကိုမြင်တော့ဖော်ရွေးတဲ့အပြုံးလေးပြုံးပြလိုက်ပြီးတော့အနားကိုခပ်ပြေးပြေးလေးရှောက်လာခဲ့တယ်။အာမြတ်တော်တို့လည်းအဖိုးကိုအနားကိုရှောက်လာတာကြောင့် ုံတော်ရွတ်ဖက်နေတာကိုအဆုံးသတ်လိုက်ပြီးဒီလိုညတကောင်အချင်းရောက်လာတာဆိုတော့အဖိုးကတာမန်လို့တော့မဟုတ်ဘူးထင်တယ်နော်အဲဒီလိုပြောလိုက်ရှာအဖိုးကခေါင်းတဆက်ဆက်ညှိပြီးတော့ဆရာလေးထင်တာမှန်ပါလေကွယ်အဖိုးကဒီတော့ဒီတောင်ဆောက်ရှောက်နေတယ်တောင်းပိုင်ဖို့ပါအဖိုးအနေနဲ့ကျွန်တော်တို့ပေးတဲ့အမျှတန်းတွေကိုရတယ်မဟုတ်လားရတာပေါ့ကွယ်ဆရာလေးတို့တောင်းပေါ်ကိုစတတ်တယ်ဟာအဖိုးနဲ့တခြားပုံကိုယ်တွေကိုမြစ်တာပို့နေတာ ကြားလိုက်ရရင်လေဒီမှာနေရတာအဆင်ရောပြေးကြရလားကွပြေးပါရဲ့ဖို့အနောက်ရွှေ့ရလို့မရှိသလောက်ပါပဲဒီစီတရားလဲမြတ်စွာဘုရားရဲ့မြတ်တပိတ်တော်ကိုဌာပနာထားတာမို့လို့စိတ်ထဲကနေရှိစုပြီးခုံတော်တွေကိုပွားများနေဖြစ်ခဲ့တယ်လေဟုတ်ပါရဲ့ဆရာလေးမြတ်တပိတ်စီတရားပြင်အခြားထင်ကြရစီတွေလဲဒီမြို့မှာရှိပါသေးတယ်ဖလေးစုတက်ဆန်ရွှေစာရန်စီတွေကိုပြောရလားဖို့မှန်တာပေါ့ဆရာလေးရဲ့ ဒါနဲ့ဒီမြို့မှာနောက်ထပ်မထင်မရှားရှိနေတဲ့ဈေးတွေတစ်စုလဲရှိသေးတယ်။ကျွန်တော်ကနှစ်စုပဲသိသေးတာ။ကျန်တဲ့အစကဘယ်မှာတည်ထားရလဲဆိုတာပြပြပေးပါဦး။ပြပြရမှာပေါ့ဆရာလေးရဲ့ဒီဘတ်တာကဘာမှာဖရာလေးစုပွင့်တော်မူခဲ့တာဆရာလေးတို့အသိပဲမဟုတ်လား။ဖရာလေးစုရဲ့မှာကတ္တဖဖရာရှင်လက်ထက်အရောက်မှာတော့ဆရာလေးတို့ရောက်နေတဲ့နေရာက အရှမ်းကိုနှက်တဲ့တောကြီးတစ်ခုအဖြစ်တည်ရှိနေခဲ့တယ်။ ဖယားရှင်ကဒီတောတောင်ပေါ်ကနေဒေတာစာရီကြွားချီတော်မူတဲ့အချိန်ဟိုးမှမြင်နေရတဲ့တောင်ဆွေလေးကိုအရောက်မှာတော့ကြွားချီတာကိုရှက်ပြီးတော့ပြုံးတော်မူခဲ့တယ်။တောင်မြင်တဲ့တပ္ပမိတ်တမထေကဘာကြောင့်ပြုံးတာလဲဆိုပြီးတော့မေးလျှောက်တော့ဖယားရှင်ကသူ့အရှိမဝင့်နေတဲ့ကြွက်ဖြူလေးနှကောင်ကိုလက်ညှိုးထိုးပြပြီးဒီကြွက်ဖြူနှကောင်ကငါဖယားသာသနာကွယ်ပြောက်ပြီးတော့ကောရမဖယားရှင်ပွင့်တော်မူတဲ့အခါဒီအရှက်ဒေတာမှာ သူရိယာဆန္နာဆိုတဲ့နာမည်နဲ့ဘယင်ဖြစ်လာပြီးသူ့ဘေးမှာရှိတဲ့ကြွက်ဖြူမလေးကတော့ဘန်ခဒေဝီဆိုတဲ့နာမည်နဲ့မိဖုရားဖြစ်လာလိမ့်မယ်ဆိုပြီးတော့ကြားချိတ်ပြီးတော်မူခဲ့တယ်။သူရိယာဆန္နာမင်းဆိုတာသူဝနာဘူမိရဲ့ပထမဆုံးမင်းမဟုတ်လားဖို့ဟုတ်တာပေါ့ကွယ်မင်းတရားရဖះရှင်ပွင့်တော်မူတာကိုကြားရတော့သူ့ရဲ့မူမတ်တွေကိုဖះရှင်ကိုပင်ရှားဖို့အတွက်တယောက်ပြီးတယောက်ဆိတ်လုတ်ခဲ့တယ်။ဒါပေမဲ့ လန်ခီယာဝေးလံတာကြောင့်ဆေးလွတ်လိုက်တဲ့သူတွေကလည်းတယောက်မှပြန်ရောက်မလာတဲ့အတွက်မင်းတရားကြီးကိုရန်ကဖျားရှင်ကိုပင်ဖို့အတွက်အဓိဋ္ဌာန်ပြီးပေါပေါဆုပ်တစ်ဆုပ်ကိုကျဲချခဲ့တယ်။အဲဒီပေါပေါဆုပ်တွေကဖျားရှင်သတင်းသုံးနဲ့ရှိတဲ့တဲမှာသွားပေါ်တယ်ဆိုပြီးတော့စိုးစမတ်ရှိခဲ့တယ်။ဒါကြောင့်ဖျားရှင်ကဒိဖာဆက်ကုညာနဲ့ကြီးလိုက်တော့သူရိယဆန္ဒမင်းကြီးရဲ့အဓိဋ္ဌာန်ဖြစ်နေတာကိုသိလိုက်ရတယ်။တစက်တဲ့ထပ်ပြီးကြီးလိုက်တော့လေတထုံပြီမှာ ာသနာသုံးရက်ရှိရှိတည်တတ်ခံမြင်မှာကိုမြင်တဲ့အတွက်ဖယားရှင်ကပြင်ဖိတ်တာကိုလိုက်ခံပြီးတက်ကရက်105ခုနဲ့သတင်းကြော်လာပြည့်ကျော်တရက်နေမှာရှားစကြိုပြည်ကနေစတင်ပြီးတော့ထွက်ခွာခဲ့တာကနှစ်ဒေါ်လာစန်းတရက်နေစနေနေ့မှာတထုံပြည်ကိုရောက်လာခဲ့တယ်သူရိယဆန္ဒမင်းတရားကြီးနဲ့မိဖုရားကြီးတို့လည်းဖယားရှင်ကိုဖူးမြင်ရတဲ့အခါမှာတော့ကြီးညိုစိတ်လွန်ကဲလှမ်းမိတာကြောင့်မိမိတို့ရဲ့မကိုင်းနဲ့ အုတ်ကတ်တော်အသေးသေးကိုချက်ပြီးတော့ပူဇော်တော်မူလေတယ်။ဖះရှင်လည်းမင်းမိဖုရားပရိသတ်တို့တရားရှိအီအမြိုက်စေးကိုတိုက်ကျွေးတော်မူရာမင်းတရားရဖះရှင်အားကြည်ညိုပြီးမဝရာကြောင့်တထုံပြီမှာစေဝါခသတင်းသုံးတော်မူပါရန်ရှောက်ထားခဲ့တယ်။ဖះရှင်လည်းတထုံပြီမှာစေဝါနေဖို့အတွက်ညင်းတော်မူပြီး6လနဲ့73ရက်သတင်းသုံးမှဖြစ်ကြောင်းမိန့်တော်မူခဲ့တယ်။မင်းကြီးက ဖျားသခင်တရင်တုံးတော်မူဖို့အတွက်ဈေးတဝန်ကြောင့်ချီဆောက်လို့လှူဒန်းလိုပေမဲ့လေဖျားရှင်ဟာခွင့်ပြုတော်မမူတာကြောင့်ရွှေနန်းတော်ရဲ့အရှိတောင်မနေမမြင့်အစင်စင်လျောက်ပတ်တဲ့နေရာဖြစ်တဲ့မောရပပဒကုံးမှာဝေလူဝံဝါကြောင့်ဆောက်လို့လှူဒန်းခဲ့တယ်။ဖျားရှင်ဟာတထုံပြည်မှာ6လကျော်တရင်တုံးပြီးပြန်ကြွတော်မူတဲ့အခါမင်းနဲ့တကွာတိုင်းသူပြည်သားတို့လျှောက်ထားတောင်းပန်ချက်အရာကိုကိုွယ်ရကြရင်ကိုစားသွားတော်တဲ့ယတနာကို ်ထားတော်မူခဲ့တယ်။အဲ့ဒီသွားတော်တက်ကိုလည်းဖုရားရှင်မိန့်တော်မူတဲ့အတိုင်းကက်ကုတန်ဖုရားရှင်ရဲ့စံတော်ရှစုကောနာကုံဖုရားရှင်ရဲ့တောင်ဝေးတော်ယတနာကတ္တပဖုရားရှင်ရဲ့မြတ်တပည့်ယတနာတော်တို့ကိုသုနာပရန္ဒအုံနတကုံးပြင်မှာမဟာတက္ကရတရ၅ခုတပေါင်းလဆန်၅ရက်နေ့မနက်မှာခန္ဓာစွာထာပနာပြီးတော့စေတီတော်မြတ်ကိုလည်းတိထားခဲ့တယ်စေတီတော်မြတ်ရဲ့ ြုတ်ဖွယ်ကိစ္စအဝဝပြီးစီးတဲ့အခါမှာတော့ဖယားရှင်ဟာတည်ထားရင်ဒါရကာတို့ရဲ့တောင်းတမှုအားသာမှကြာမြင့်စွာမပြတ်စီပဲအမြဲတမ်းတည်နေတော်မူစေတည်းဆိုပြီးတော့စီရန်ထာတို့ပัฒနာပြုခဲ့တာကြောင့်စီရန်ထာတို့စီရီတော်ဆိုပြီးတော့သမုတ်ဘွားအတွက်ဗျာဒိတ်စကားမိတ်စားတော်မူတယ်။ဒါကြောင့်စီရန်ထာတို့စီရီဆိုတဲ့ဘွဲတော်မှစီရန်စီရီအရိကနေမှစာရန်စီတီဆိုပြီးတော့ခေါ်ခဲ့ကြတယ်။စီကောင်စီတီမောထော့စီရီတော်တို့ ရွှေစည်းကုံစည်းရွှေမောတော်စည်းတို့စသဖြင့်ခေါ်ဝတ်တလိုမျိုးစာရန်စည်းတို့လည်းရွှေစာရန်စည်းဆိုပြီးတော့သမုတ်ကြရလေရွှေစာရန်စည်းကြီးရဲ့အရှိတ်မှာတော့ဓာတ်တော်တွေကိုစေးကြောရမှာတုံးတဲ့မြူတာအိုးရတနာ58လုံးကိုအောက်ခင်းအခံပြုတ်ပြီးတော့ဌာပနာပြီးတော့တည်ထားတဲ့ဖျားကိုညသိန်းနဲ့ဖျားလို့ခေါ်ဆိုခဲ့ကြပြီးဓာတ်တော်တွေကိုစေးတဲ့ကံကိုတော့ဓာတ်တော်စေးကံလို့ခေါ်ခဲ့ကြတယ်တကြမင်းရဲ့ညွှန်ကြားချက်အတိုင်း ဌာပနာထည့်သွင်းရမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုဌာပနာထားတဲ့ဘုရားကိုတော့တရားဘုရားလို့ခေါ်ဆိုခဲ့ကြတယ်။ဒါဆိုတတ်ထုံပြည်မှာရွှေစာရံစီတွေကဥဆုံးတည်ထားခဲ့တာပေါ့နော်။ဟုတ်တယ်ဆရာလေး။ရွှေစာရံစီတွေတည်ပြီးလို့၅နှစ်ကြာမှာတော့ရွှေမြင်တင်စီတွေကိုတည်ထားပူဇော်ခဲ့ကြတယ်။ရွှေမြင်တင်စီတွေတည်ပြီးလို့၄နှစ်ကြာမှသာမြတ်တပည့်စီတွေကိုတည်ထားပူဇော်ခဲ့ကြတာ။ရွှေမြင်တင်စီတွေ ်ဟုတ်လားအဖိုးအဲ့ဒီစီတွေကဘယ်မှာတိတ်ထားရလဲဆရာလေးတို့ရှေ့မှာမြင်နေရတဲ့တောင်ဆွေလေးကရွှေမြင့်တင်တောင်မဲ့လीမြသပိတ်တောင်ကျောနဲ့တဆက်တယ်ဆိုပေမဲ့သူ့နေရာကတောင်ဆွေလေးလိုဖြစ်နေရအဖိုးလက်ညှိုးထိုးပြရဲ့နေရာလေးကိုကြည့်လိုက်ရှာခမမိုးဖြစ်နေတဲ့တောင်ဆွေလေးတစ်ခုကိုတွေ့လိုက်ရတယ်ဆရာလေးတို့အနေနဲ့ရွှေမြင့်တင်စီတွေကိုဖူးမြော်ခြင်းနေပြီမဟုတ်လားဟုတ်တယ်အဖိုးဒါနဲ့အဲ့ဒီစီတွေက ဘာကြောင့်လူသိမ့်မသိကြရလဲဗျပွပွလင်လင်ပြောရရင်တော့ရွှေမြင်းတင်တောင်မှာကတိုင်နန်းရှင်တွေဥစ္စာဆောင်တွေအရန်ပေါ်တယ်သူတို့တွေကလူတွေရဲ့အကျင့်တီလာပြတ်မှုကိုကြောက်လန့်ပြီးတော့ပဋ္ဌာန်းဆက်မမှန်ရင်စီဒီယိုမလာဖြစ်အောင်လို့လှုပ်ထားကြရလေရွှေမြင်းတင်တောင်ပိုင်းဘိုးကလည်းအေးအေးဆေးဆေးတရားအားထုတ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်မလို့လူရမ်းများတာကိုသဘောမကျဘူးကွရွှေမြင်းတင်တောင်မှာလည်းတောင်ပိုင်းဘိုးရှိရပါလားရှိတယ်ဆရာလေး တောင်ကျောကတဆက်တယ်ဆိုပေမဲ့သူ့အပိုင်းနဲ့သူတောင်ပိုင်းတွေရှိကြရလေရွှေမြတဲ့အဖိုးဆိုတာကလေခေသူမဟုတ်ဘူးနော်သူရိယာဆန္ဒမင်းကိုတိုင်ကအပိုင်စားနေရပေးခဲ့တဲ့သူတယောက်ပဲဒါဆိုရွှေမြတဲ့အဖိုးကတောင်ပိုင်းဖြစ်တာနှိတော်ကြနေပြီပဲကြာဖို့ဆရာလေရွှေမြတဲ့အဖိုးနဲ့အောင်စုပန်အဖိုးဆိုတာသူရိယာဆန္ဒမင်းကြီးရဲ့လက်ရောတက်မှုတွေပဲလေဒီနေရာအရင်တော့ဆိုရင်ကျူးကျော်သူတွေနဲ့မကြမကြတိုက်ပွဲဖြစ်လိမ့်ရှိတယ် သူတို့နှစ်ယောက်ကဒီရက်ဒေတာမှာတိုက်ပွဲကြလို့မင်းတရားကြီးကိုယ်တိုင်ကအပိုင်စားနေမြည်အဖြစ်သတ်မှတ်ပေးခဲ့တာ။မြတ်သပိတ်ဖွေရဲ့စကားကြောင့်အောင်မြတ်သားလဲခက်လန်းလမ်းမှာရှိတဲ့တောင်ဆွယ်လေးကိုငိတ်ကြည့်နေခဲ့မိတယ်။ဆရာလေးတို့အနေနဲ့ရွှေမြင်တင်စီဒီမှာအတိတ်တံမဝင်ချင်းကြဘူးလား။ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်အောင်မြတ်သားကမျက်ခုံးကိုပင့်တင်လိုက်ပြီးအဖိုးခုလို့ပြောတာအကြမ်းတစ်ခုခုတော့ရှိမယ်ထင်တယ်။ဟုတ်တယ်ဆရာလေးရွှေမြင်တင်တောင်ပိုင်အဖိုးက အနေအေးတာမို့လို့သူ့ပိုင်နေထင်းမှရှိတဲ့တချို့တချို့သောပုံကိုယ်တွေကမမာနထောင်လွှားမှုမှမူရရှိနေတယ်။ဒါအိုဆရာလေးတို့အနေနဲ့ရှင်ကြည်အောင်ဆုံးမပေးဖို့အတွက်စကားဥတန်းတာပါ။အဖို့ပြပြလို့ရွှေမြင်တင်စီရီကိုဖူးချင်နေခဲ့မိတာ။အခုတော့အရောက်သွားဖို့အတွက်ပူတိချသွားခဲ့ပြီ။ကျေးဇူးတင်ပါတယ်ဆရာလေးရေ။မနေ့ကျရင်ဆရာလေးတို့ကိုလိုက်ပို့ဖို့အဖိုးရဲ့ငယ်သားတယောက်ကိုလှုပ်ပေးလိုက်ပါမယ်။ညလဲအရန်နဲ့နေပြီမို့လို့ ဆရာလေးတို့နားကြပါအောင်အဖိုးလည်းတရားထိုင်လဲအောင်မယ်ညာသပေးအဖိုးကအောင်မြတ်တာတို့နှောက်ဆက်ပြီးစေရီရဲ့မြောက်ဖက်အရက်ကိုထွက်သွားခဲ့ပါတော့တယ်မနက်အာယုံတက်ချိန်ရောက်တော့ပစုပ်ခွင်းတိုင်းထားပြီးလေးကွာတလက်ကင်ထားတဲ့စေကျော်တဲ့အရွယ်တယောက်ရောက်လာပြီးတော့ရှင်မြင်တင်စေရီကိုဖူးမြောက်ဖို့အတွက်ခေါ်ဆောင်သွားခဲ့တယ်မဆောက်တဲ့တောင်ကုန်းတောင်တန်းတွေကိုဖြတ်သွားပြီးရဲ့နောက်မှာတော့အနက်ရောင်ကြောက်တုံးနေနဲ့ဖွဲ့စည်းထားတဲ့တောင်တစ်ခုစီကိုရောက်လာခဲ့တယ် လမ်းတစ်လျှောက်မှာတော့တောင်ဆောင်တွေမှာပေါက်တဲ့သေကိုင်းတချို့ခုတ်ထွင်နေတဲ့ရွာသားတချို့ကိုမြင်တွေ့ခဲ့ရပြီးသူတို့ကလည်းအောင်မြတ်တာတို့ကိုအံ့ဩတဲ့မျက်လုံးတွေနဲ့ငေးကြည့်နေခဲ့ကြတယ်။ထိန်ခေါက်သမားတွေကိုကြော်လွန်ပြီးတဲ့အချိန်မှာတော့ရေအနေငယ်ကျနေတဲ့ရေတကွန်တစ်ခုရဲ့အရှိတ်ကိုရောက်လာခဲ့တယ်။တတောင်တက်တတောင်ဆင်းနဲ့ခရီးနှင်ခဲ့တာကြောင့်မော်ပန်နွမ်းနဲ့နေတဲ့မောင်ကောင်းတဲ့ခွန်လာတို့ကတော့ရေတကွန်ကိုမြင်တော့ဝမ်းသာအားရနဲ့ပြေးပြီး ကြည်လင်အေးမြနေတဲ့ရေကိုလက်ခုံနဲ့ခတ်ပြီးတော့တောက်နေတဲ့အချိန်မလန်မကန်ကြောက်တုံးပေါ်မှာလူတယောက်ဈေးတန်ခဲပြီးတော့သူတို့ကိုကြည့်နေတာမြင်လိုက်ရတယ်။တတိထားမိလို့လှဲကြည့်ချိန်မှာတော့ကြောက်တုံးပဲရှိနေပြီးလူကိုမတွေ့ရကြောက်စိတ်ထဲအနေငယ်ထင်သွားခဲ့တယ်။ခွန်းလားခွန်းနာလူတယောက်ငါတို့ရေတောက်နေတာကိုစိုက်ကြည့်နေတယ်လို့ပဲကျွန်တော်လည်းအခုလိုပဲထင်မိတယ်ဒါပေမဲ့ဒီနားမှာဘာမှမရှိဘူးလေမောက်ကောင်းတို့ပြောနေတာကို ဗီနာကနားထောင်နေတဲ့အောင်မြတ်သားကရေတခုံပတ်ဝန်းကျင်ကိုအာယုံဆိုင်ပြီးတော့ကြည့်လိုက်ရှာရေညှိတွေတက်နေတဲ့ကြောက်တုံးပေါ်မှာတင်ပလွဲထိုင်ပြီးတော့ထိမထင်သလိုမျက်နာနဲ့ဈေးတာတောက်နေတဲ့သူမြင်လိုက်ရှာတယ်။မောက်ကောင်းတဲ့ခွန်လာလက်ထရရေတွေကိုပြန်ချထားလိုက်။ဘာဖြစ်လို့လဲဆရာ?မောက်ကောင်းတဲ့ခွန်လာကလက်ခုပ်တရရေကိုချလိုက်ပြီးအောင်မြတ်သားအနားကိုတိုးကပ်လာတဲ့အချိန်ဆရာတို့စိတ်ထဲမထားပါနဲ့ဗျာ။ဒီကောင်တွေကလူစိမ်းဆိုရင်အဲ့လိုပဲ။ လမ်းပြကောင်လေးရဲ့စကားကြောင့်အောင်မြတ်သားကဘေးကိုလှည့်ကြည့်ပြီးသူတို့ကဘာတွေလဲကျွန်တော်တို့ကတော့လောက်ဝလူမျိုးလို့ခေါ်ကြတယ်သူတို့လူမျိုးစုတွေကတည်ရက်ဒေသမှာအများကြီးရှိတယ်ဗျတည်ရက်တကွန်အရှိကိုတောက်တာမကြိုက်လို့များလားမဟုတ်ပါဘူးဆရာရဲ့သူတို့ရဲ့မျက်နှာထားကအဲ့လိုပဲအဖိုးပြောတာကတော့သူတို့ကရှမ်းပြည်နယ်ဘက်ကနေတည်ရက်ဒေသကိုပြောင်းလာပြီးသူတို့ရဆန္ဒမြင့်ထံမှာအခါစားဝင်ကြတယ်သူတို့ဆိုပဲ မင်းတရားရသူတို့တေရဒေသမှာနေဖို့အတွက်ခွင့်ပြုခဲ့တယ်လို့လည်းပြောကြတယ်။ရှမ်းပြည်နယ်ဘက်ကဆိုတော့ဝါလူမျိုးတွေများဖြစ်နေမလား။ဖြစ်နိုင်နေဆရာမင်းတရားရသူတို့တွေကိုအသိအမှတ်ပြုတဲ့အနေနဲ့နှစ်ဖူးမှာလပုံစံအမှတ်သားရေးဆွဲဖို့အမိန့်ချမှတ်ခဲ့ဘူးတဲ့။ဒါကြောင့်လဝါလူမျိုးဆိုတဲ့နာမည်ဖြစ်သွားတာ။လမ်းကြကောင်လေးရဲ့ပြောတဲ့စကားကြောင့်အောင်မြတ်တာတေချာကြည့်လိုက်ရှာနှစ်ဖူးမှာလာချမ်းပုံစံအမှတ်သားလေးတစ်ခု ရေးဆွဲထားတာကိုမြင်လိုက်ရတယ်။ဆရာတို့ရေးစာနေရင်တောက်ကြပါနော်။သူတို့ကဂယူးမဆိုင်နဲ့။လမ်းကြကောင်လေးရဲ့စကားကြောင့်မောင်ကောင်းနဲ့ခွန်လာလေးရေတကွားကြားတဲ့ရေကိုလက်နဲ့ခတ်တောင်းလိုက်ပြီးတော့ရွှေမြတင်တောင်ဘက်ကိုဆက်လက်ထွက်ခွာခဲ့ကြတယ်။ရွှေမြတင်တောင်ဆက်ကိုရောက်တော့လမ်းကြကောင်လေးကသူ့တာဝန်ပြီးဆုံးချောင်းပြောပြီးလာရလန်းအတိုင်းပြန်ထွက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းရွှေမြတင်တောင်ပိုင်းနဲ့တဲအဝင်လာနဲ့တောင်ပိုင်းဖို့မြစ်တာပို့ပြီး တောင်ကျောတစ်ချောင်းနေထိုင်ကြတဲ့အဆောင်ရှောက်တွေကိုမြစ်တာပို့နေတဲ့အချိန်စပယ်ပန်းအနံ့နဲ့နှင်းစီပန်းအနံ့ကနှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်။တောင်ကိုခြေချတာနဲ့အနံ့စပီးပြီးထင်နေစရာငါတို့ကဘသူ့မှာဒုက္ခပေးဖို့လာတာမဟုတ်လို့မြစ်တာသာပို့ပြီးတော့သွားကြ။အောင်မြတ်သာကမောက်ကောင်းတဲ့ခွန်လာကိုပြောပြီးတော့တောင်စားလန်းလေးအတိုင်းဆက်လျှောက်လာခဲ့တယ်။မိနစ်20လောက်လမ်းလျှောက်ပြီးချိန်မှာတော့ကြီးချင်တိုင်းကြီးနေကြတဲ့ ညောင်ပင်တန်းတစ်ခုအရှိကိုရောက်လာခဲ့ကြတယ်။ညောင်ပင်ရဲ့မလန်းမကန်းမှာတော့ဇေဒီတဆူရှိနေပြီးဇေဒီရဲ့အရှိမှာတော့အငွေတထောင်ထောင်ထားနေတဲ့စွန်းတစ်ခွက်ကိုကက်လူထားအမြင်လိုက်ရတယ်။ဆရာစွန်းကခုမှကတ်ထားသလိုပဲနော်။အငွေတော့မပြည့်သေးဘူး။အနေနာမှာနေတဲ့သူတော့ရှိမယ်ထင်တယ်။လိုက်ကြည့်အောင်။အာမြတ်သားတို့လည်းဇေဒီရဲ့ပြပတ်ပတ်လေးကိုလိုက်ကြည့်ရ။တောင်ဆောင်တစ်ခုရဲ့အောက်မှာတဲရင်တလုံးရှိနေတာမြင်လိုက်ရတယ်။ ။အဲ့ဒီအချိန်အနောက်ကနေခြေတံတစ်ခုထွက်လာတာကြောင့်လှည့်ကြည့်လိုက်ရမှာတော့ပလိုင်တစ်လုံးကိုခေါင်းမှလွှဲထားတဲ့အရက်ခတ်ပူပူကရင်လူမျိုးမိန်းမတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီမိန်းကလေးကအောင်မျက်သာတို့မြင်တော့ဟဲတီဟင်ပြထည့်ထားတဲ့ပလိုင်းကိုအောက်ချလိုက်ပြီးတော့နင်တို့ရောက်လာမယ်ဆိုလို့ထမင်းဟင်တွေပိုးချက်ထားတယ်လာစားကြ။အဲ့ဒီလိုပြောပြီးပလိုင်းကိုပင်ကတောင်ဆောင်အဖက်ကိုဆင်းသွားခဲ့တယ်။ဆရာဒီမိန်းမကြီးက ကျွန်တော်တို့လာမယ်ဆိုတာဘလို့လို့ကြိုးထင်နေရလဲအကြောင်းတရားလေးတွေရှိမယ်ထင်တယ်။သူကလည်းတာမန်လူပဲဆိုတော့ခေါ်တဲ့နောက်ကိုလိုက်သွားကြတာပေါ့။အောင်မြတ်သားတို့လည်းကရင်မိမကြီးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။အိမ်ရှိရောက်တော့မိမကြီးကပလာယုံကိုပြစ်ပေါ်တရင်နဲ့နင်တို့အတွက်မနေ့ကချိုးထားတဲ့မြစ်ကိုကာလဘောချက်ထားတယ်လာစားကြ။အဲဒီလိုပြောတာကြောင့်ဆရာတပည့်တွေတဲအိမ်တဲကိုခေါင်းငုံပြီးတော့ဝင်သွားခဲ့လိုက်တယ်။အိမ်နဲ့ရောက်တော့ ဖရာကျောင်းဆောင်တစ်ခုပရိစိတ်တကုံနဲ့အိမ်သုံးဆောင်တချို့ရှိနေတာကိုမြင်လိုက်ကြရတယ်။နင်တို့ရောက်လာမယ်ဆိုတာညအဖိုးကလာပြောတယ်။ဒါကြောင့်ရှိရလေးနဲ့အစဉ်တရားချက်ထားတာ။စားကြစားကြ။မိမကြီးကစလုံးသုံးလုံးနဲ့ကိုထမင်းထည့်ပြီးတော့အောင်မြတ်တာတို့ရှေ့ကိုချပေးခဲ့တယ်။ဒါကတလည်းပေါ့။ဒါကနှမ်းပန်းကပိ။ဒီမှာတသက်လို့ပဲစားတာဆိုတော့ဟင်းတော့မကောင်းဝေ။ရပါတယ်ဗျာ။ကျွန်တော်တို့လည်း ရာသက်ပံတက်တက်လို့စားတဲ့သူတွေပါ။ကဲမောင်ကောင်းတို့စားကြ။အောင်မြတ်သားတို့လည်းကရင်မိမကြီးပြင်ပေးတဲ့ထမင်းနဲ့ဟင်းကိုစားနေတဲ့အချင်းနင်တို့ကရွှေမြင့်တင်စေဒီမှာဘလောက်နေကြမှာလဲ။ကိုရတော်နေဖို့အတွက်စိတ်ကူးထားပါရဲ့။ငါကတော့ကိုရထပ်ပို့ပြီးတော့နေရမယ်ထင်တယ်။မိမကြီးကကိုရတရားကိုပါဇက်ထဲထိုးထည့်ရင်းနဲ့ခက်ပြုံးပြုံးနဲ့ပြောပါလေရော။အမိုးကဒီမှနေရာကြပြီလား။ကြပါ အဖိုးကငါ့ကိုအိမ်မပေးပြန်ဘူးလေ။သူမျက်စိအောင်မှာပဲနေရမယ်တဲ့။တယောက်တည်းနေရတာအဆင်ပြေရဲ့လား။ဒီလိုပဲပြေအောင်နေရတာပေါ့။မပြေလဲပြန်လို့မှမရတာ။ဘာလို့ပြန်မရတာလဲဗျ။အောင်မြတ်သားစကားကိုကြားတော့ကရင်မကြီးကခက်ဝဲဝဲကိုငေးကြည့်ပြီးဝေကျွေးတွေပေါ့ကွယ်။အဲဒီလိုလေးပင်စွာပြောလိုက်ပါတော့တယ်။ထမင်းစားပြီးတော့မိမကြီးကဇေဒီရဲ့ဘေးမှာရှိတဲ့တဲတလုံးစီကိုလိုက်ပို့ပြီးတော့ ဒါကနင်တို့နေရမယ့်နေရာပဲအဲဒီလိုပြောကသူနေတဲ့တဲဘက်ကိုပြန်ထွက်သွားခဲ့တယ်အောင်မြတ်သားတို့လည်းတဲဘော်ကိုတက်ကြည့်ရမှာတော့သင်္ကန်းဟောင်းတချို့နဲ့တန်ခါအသုံးဆောင်တချို့ကိုတွေ့ရတာကြောင့်ဒီနေရာမှာအရင်ကတန်ခါတချို့တရင်တုံးခဲ့တာဖြစ်မယ်လို့ကောက်ချက်ချခဲ့ကြတယ်။နေ့လယ်ပိုင်းရောက်တော့ဆရာတပည့်တွေစီရီဘောတက်ပြီးတော့အမိုက်တရိုက်တွေကိုလှည့်ကျင်းနေတဲ့အချိန်ရင်းရွေးချမ်းအုပ်ကိုဆွဲပြီးတက်လာတဲ့မိမကြီးကိုမြင်လိုက်ရတယ် နင်တို့မောပြေတောက်ဖို့အတွက်အဖိုးကလာဖို့ခိုင်းတာဒီအဖိုးကြီးလောက်တာနဲ့ငါလည်းမနာရဘူးကျွန်တော်တို့အတွက်တကူတကမလောက်ပါနဲ့အားနာလို့ပြောတာပါနင်တို့လည်းတန်ရှင်းရေးတွေလုပ်နေရတာမောမှာပေါ့ဒီလောက်ကတော့ငါမပင်မပါဘူးအေးနင်တို့လိုအပ်တာဝယ်ခြင်းတောင်အောက်ကရွာမှာဆဲဝယ်လို့ရတယ်ဟုတ်ကဲ့ခဏနေဆဲဝယ်လိုက်ပါမယ်ဒါနဲ့လေနင်တို့လာတာကိုအဖိုးကသဘောကျပြီမေတခြားသူတွေကသဘောမကျဘူးနော် တခြားသူတွေဆိုတာဘသူပြောရလဲဟိုဘက်တောင်ဆောင်းမှနေတဲ့ညီမနှစ်ယောက်ကိုပြောတာကျွန်တော်တို့စိတ်ကရှိုးသားတဲ့အကြောင်းသူတို့မကြခင်တိလာကြမှာပါအောင်မြတ်တာကခက်ပြုံပြုံမျက်နှာနဲ့ပြောပြီးတော့တပြက်စီတစ်ချောင်းနဲ့အမိုက်တွေကိုလဲထုတ်နေခဲ့လိုက်တယ်ညာဦးပိုင်းအချိန်မှာတော့ရွှေမြင်တင်စေးဒီပေါ်မှာဖျောင်းတိုင်မီးအလေးရောင်တချို့ထွက်ပေါ်နေပြီးတော့ရှင်ပြင်ပေါ်မှာတော့ဆရာတပည့်၃ယောက်တယောက်တစ်ထောင်စီတရားထိုင်နေခဲ့ကြတယ် စေရီယာအောက်ဖတ်တောင်ဆွဲလေးမှာတော့ကရင်မျိုးသမီးကြီးရဲ့ဖျားရှိကိုတန်ဟာလေအဝိတ်မှာတစ်ချက်တစ်ချက်ထွက်ပေါ်နေခဲ့တယ်။တရားထိုင်နေတဲ့အောင်မြတ်သားရဲ့နားထဲမှာနှာမှောက်တန်လို့လို့အတန်တတန်ကိုကြားလိုက်ရတာကြောင့်တမထတည်နေတာကိုခေတ္တဖြတ်လိုက်ပြီးတော့မြတ်တော်သားအနိုင်နိုင်ပို့တာနေခဲ့တယ်။ဒါပေမဲ့နှာမှောက်တန် ပြောင်းမသွားဘဲနဲ့ပုံမပြင်းထန်လာသလိုခန္ဓာကိုယ်ကလည်းအပူငွေ့လာဟက်တာကိုခံစားလာမိခဲ့တယ်။ တရားကျင့်ကြံခဲ့တဲ့အတွေ့အကြုံအရဒေနာမှောက်တန်ဟာငကားတကောင်ရဲ့စိတ်ဆိုးထောသာထွက်နေခြင်းဖြစ်တာကိုအကဲခံမိတဲ့အာမြတ်တာကမျက်တောင်နှစ်ဖက်ကိုအသာဖွင့်ပြီးနောက်ကိုလှည့်ကြည့်လိုက်ရာစေရီရဲ့ဘေးမှာပေါက်နေတဲ့တပြေပြေကိုရှစ်ပတ်ထားတဲ့ရွှေရောင်ငကားတကောင်ကိုမြင်တွေ့လိုက်ရတယ်။တကူလုံးရွှေရောင်အစင်းရှိနေပြီးတော့ဗပြင်းကြီးကလဲပင်တပင်းစာလောက်ကြီးမားတဲ့ငကားကြီးကအခိုးငွေတွေကိုတဖူဖူတရှူရှူမှောက်ထုတ်ရင်းနဲ့အာမြတ်တာကို နေရဲတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။အမြတ်သားလည်းသူ့ကိုရန်လိုချင်နေတဲ့ရွှေနဂါးကြီးကိုမြစ်တာတန်အပြည့်ပါတဲ့မျက်လုံးနဲ့ကြည့်ရင်းနဲ့တရားပါကြောင့်ကျုပ်ကိုရန်မူနေရတာလေ။ကျုပ်တို့အတင်တို့အများရမြတ်တာပို့ပေးနေတဲ့သူတွေပါ။အဲဒီလိုပြောလိုက်ပြီးမဲ့နဂါးကြီးရဲ့ရုပ်တွေကပျော့ပြောင်းမသွားဘဲနဲ့တလန်လောက်ရှိရဲ့ရှာကိုထုတ်ပြီးရန်ပြုတ်ပွဲအတွက်ရှေ့ကိုတိုးလာခဲ့တယ်။အဲဒီအချိန်မောင်ကောင်းတဲ့ခွန်လာတို့လည်းဘေးကိုရောက်လာပြီးတော့ ရွှေရောင်နဂါးကြီးကိုအံ့ဩတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ကြတယ်။ဆရာဒီကောင်ကရန်လုံနေတဲ့ပုံပဲ။ငါတို့ကဧည့်သည်တွေဆိုတော့အင်ရှင်ကိုထိခိုက်အောင်မလုပ်ချင်ဘူး။သူ့ရဲ့ဒေါသကသူ့ကိုပြန်ပြီးတော့ဆုံးမသွားပါလိမ့်မယ်။သူ့ရဲ့ဒေါသကသူ့ကိုပြန်ပြီးတော့ဆုံးမသွားပါလိမ့်မယ်။အောင်မြတ်တာကတီကြည်တဲ့မျက်နှာထားနဲ့စိုက်ကြည့်ပြီးရှေ့ကိုတိုးလာတဲ့အချိန်နဂါးကြီးရဲ့ပါဇက်ထရကနေအခုံအငွေတွေကဟောကနေထွက်လာခဲ့တယ်။ ဒါပေမဲ့ခိုးငွေတွေကအောင်မြတ်တာရှေ့ကိုရောက်တာနဲ့ဘေးနှစ်ဖက်ကိုခွဲပြီးတော့ထွက်သွားခဲ့တယ်။အခိုးငွေရဲ့အရှင်ကပြင်းထန်တာကြောင့်ထိတ်တမျှတစ်ပင်တွေကချက်ချင်းဆိုတလို့ညှိုးနှိုင်းကုန်တာကိုအောင်မြတ်တာတရိပ်ထားမိခဲ့တယ်။နဂါတို့ရဲ့ခိုးငွေတွေကအောင်မြတ်တာကိုမထီတော့နဂါကြီးကပုံမဒေါသထွက်လာပြီးတပြေပြေမှရက်ပတ်ထားတဲ့ခန္ဓာကိုပြင့်ညက်ပြီးတော့အရှင်အထက်ပုတ်ပြင်းထန်တဲ့အခိုးငွေတွေနဲ့မှုတ်ထုံနေတယ်လို့ ချမ်းပြေလုံလောက်ရှိတဲ့အမီးနဲ့လွှဲရိုက်ဖို့အတွက်ဟန်ပြင်လိုက်တဲ့အချိန်ရဲလိုက်စန်းဆိုတဲ့အတန်နဲ့အတူအပေါ်ဖြူအောက်ဖြူဝတ်ထားတဲ့အသက်80အရွယ်အဖိုးကိုတရရုပ်တရပေါ်လာခဲ့တယ်။အဖိုးကရွှေနဂါးကြီးကိုစူရဲတဲ့မျက်လုံးထွေနဲ့ကြည့်ပြီးတော့အနားကိုတိုးကပ်သွားခါတွေ့လျားတဲ့လက်နဲ့ကြောင်ခနဲ့မြေအောင်ရိုက်ချလိုက်ပါတော့တယ်။အဖိုးရဲ့ရိုက်ချက်ကြောင့်နဂါးကြီးရဲ့ခန္ဓာကိုယ်ကပူပေါင်းလျှော့လိုက်သလိုဖြစ်သွားပြီးတော့ အသက်30အရွယ်ယောက်ျားတယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။မင်းတို့မှာလူကောင်းလားလူဆိုးလားခွဲခြားတတ်တဲ့အသိဉာဏ်မရှိကြဘူးလား။အဖိုးရဲ့စကားကြောင့်ရွှေရောင်အစင်တစားဝက်ထားတဲ့လူကမျက်နှာကိုအောက်ချပြီးဘာမှမပြောဘဲရပ်နေခဲ့တယ်။အဖိုးကလေတံမမနဲ့စူးဟောက်ပြရနဲ့အောင်မြတ်တာဘက်ကိုလှည့်ကားဆရာလေးတို့ရောက်နေတာသိပေမဲ့အခုမှတရားထိုင်ပြရကြောင်းအကြောင်းနောက်ကျသွားပါလေကွယ်။ မဟုတ်တာဖို့ရဲ့ကျွန်တော်တို့နေကွင်းပြူတာကိုပဲကျေးဇူးတင်နေပါပြီဆရာလေးတို့လည်းတင်ငမိုက်သားကိုခွင့်လွှတ်ပေးပါဒီရက်တွေသားမှာမကြခဏဆိုသလိုတိုက်ဆရာတွေလာတက်တာကြောင့်ဆရာလေးတို့လူမားပြီးတော့ရန်လိုခဲ့ကြတာပါဟုတ်ကအခုချက်ချင်းတောင်းမလိုက်စမ်းအဖိုးရဲ့စကားကြောင့်ရွှေရောင်အစင်တစားဝက်ထားတဲ့လူကလက်အုပ်ချီပြီးအထင်လွဲခဲ့ကြောင်းကိုရွှေကျိုးစွာတောင်းပန်ခဲ့တယ်အထင်လွဲတဲ့တယောက်ပြီးပြီဆိုပေမဲ့ နောက်ထပ်နှစ်ယောက်ကြံသေးတယ်။အဖိုးကခေါင်းကိုဖြင်းညှစွာခံရပြီးတော့မြောက်ဖက်ရက်ကိုလက်ညှိုးထိုးပြလိုက်လို့ကြီးလိုက်ရှာမှာတော့တံပိုးကြီးပိုးချီချိတ်ကိုဝစ်ဆင်ထားတဲ့မိန်းမနှစ်ယောက်ကအမောင်ထဲမှာရက်နေတာမြင်လိုက်ရတယ်။သမီးတို့နှစ်ယောက်လည်းဆရာတို့ကိုအထင်လွဲနေမိတယ်မဟုတ်လား။လာကြလာကြ။သမီးတို့ကိုအဖိုးမိတ်ဆက်ပေးမယ်။အဖိုးရဲ့စကားကြောင့်မိန်းမငယ်နှစ်ယောက်ကအမောင်တရားနေထွက်လာပြီးအောင်မြတ်တာရှေ့ကိုရောက်လာခဲ့ကြတယ်။သူတို့နာမည်က မက်စပယ်နဲ့မနှင်းစီလို့ခေါ်ပါတယ်ဆရာလေတိုင်နန်းရှင်ညီမပေါ့သူတို့လည်းကျွန်တော်တို့ကိုအထင်လွဲနေကြရလားဆရာလေးတို့ဒီတောင်ချေကိုချေချတော့သူတို့ကအယမ်းစိတ်ပူခဲ့ကြတာဘာကြောင့်လဲဆိုတော့ဆရာလေးတို့မကြခင်သိရပါလိမ့်မယ်အဖိုးရဲ့စကားအဆုံးမှာတိုင်နန်းရှင်ညီမလည်းအောင်မြတ်သားတို့ကိုအယုဒေပေးပြီးတော့နှုတ်ဆက်ခဲ့ကြတယ်ဆရာလေးတို့လည်းဒီကိုရောက်တော့ရောက်ခိုက်အဖိုးလိုက်ပြစရာရှိရဲ့လာကြလာကြ အဖိုးကအောင်မြတ်သားတို့ကိုစေရီဘင်းမှပေါက်နေတဲ့ညောင်ပင်တပင်စီကိုခေါ်ဆောင်သွားခဲ့တယ်။ညောင်ပင်ရှေ့ကိုရောက်တော့လက်နဲ့တတ်ချလိုက်ရှာညောင်မြတ်တွေအောက်မှာရှားဝင်အိုကြီးလေးလုံးနဲ့ထစ်ထားတဲ့ကြောက်တံပရများတွေကိုမြင်လိုက်ရတယ်။ဒါရီကနောက်ပွင့်မဲ့ဖရာကိုလှူဖို့အတွက်ရှီစူးထားတာလေ။ဟိုးမှာမြင်နေရတဲ့တောင်ကောင်းအောင်မှာလေရွှေနဂါးမင်းပိုင်နဲ့ရတနာပစ္စည်းတွေရှိသေးတယ်။ဒါကြောင့်လေတိုက်စရာတွေကမျက်စိကျခဲ့တာကို ဟုတ်တယ်ဆရာလေးတမီးတို့လည်းဆရာတို့ရောက်တော့ရောက်ခိုင်းဘာတွေလုပ်နေလဲဆိုတာကြားလိုက်ကြအောင်အဖိုးရဲ့စကားအဆုံးမှာညီမနှစ်ယောက်ကပကုံးမှာပတ်ထားတဲ့ပုံဝါကို လေထဲကိုဝှေ့ရမ်းလိုက်ရာကြောက်သားအတိပြီးတဲ့ဂူတစ်ခုထဲမှာယတနာအတိစီချဲထားတဲ့ရကန်းစင်တွေရှိနေပြီးတော့အလွန်ချောမလှပတဲ့မိမပြိုလေးတွေကသင်းငယ်တဲ့ရွှေနှန်းကျုံမြန်လေးတွေနဲ့ရကန်းရှက်လောက်နေတာကိုမြင်လိုက်ရတယ်။ဒါမဆပယ်ရဲ့တိုင်နိုင်မဲဆရာလေး။ ။သူကနောက်ပွေးမဲ့ဖ ያ ကိုရွှေတငန်ကတ်လူနိုင်ဖို့အတွက်ရှီဆူးထားတာလေ။တိတ်ကိုကြည့်မြတဲ့အလုပ်တစ်ခုပါလား။တာရုတာရုတာရုပါဗျာ။အောင်မြတ်တာစကားအဆုံးမှာအနေရဝက်ဆောင်ဝက်ဆင်ထားတဲ့မိမက်ပြူကအဖိုးကလည်းအမတော်ကိုချီးကျူးလွန်နေပါပြီ။နင်းစီလည်းနောက်ပွေးမဲ့ဖ ያ ရှင်ကိုရှီဆူးပြီးတော့ကုတူယူနေပါရဲ့နော်။အဲဒီလိုကြောင်းလိုက်တော့မဆပယ်ကတင်ငိမ့်တဲ့မျက်နှာသားလေးကိုအနှဲငယ်ပြုံးလိုက်ပြီးတော့ ညီမတော်ဘလောက်ကြိုးစားတယ်ဆိုတာအမတော်သိပါရဲ့ကွယ်ဒါညီမတော်ရဲ့တိုက်နှမ်းပါဆရာမဆပယ်ကပဝါနဲ့အစွန်တစ်ဖက်ကိုဝှေ့ရမ်းလိုက်ရှာစိန်တွေအပြည့်ထက်ထားတဲ့တင်းတောင်ပေါင်းများစွာကပေါ်လာပြီးတော့တိုက်နှမ်းအလဲမှာတော့မိမပြိုလေးတွေကရွှေသားအတိပြီးတဲ့ဆူလမွန်ဆွမ်းတွေကိုကိုယ်တိုင်ထိုးစစ်နေကြတာမြင်လိုက်ရတယ်မင်းစရာအငဲဆိုတော့နည်းနည်းစိတ်ထက်တယ်ဆရာလေးတကူကူဆိုရင်သူ့ကိုဦးစားပေးတာပဲလို့ကျင်တာ ။သူကတော့နောက်ပွင့်မဲ့ဖရားကိုရွှေတိပြီးတဲ့ကျောင်းဆောင်နဲ့ပူဇော်ဖို့အတွက်ရည်စူးထားတဲ့သူပဲ။အငယ်ဆိုတော့ဥစားပေးခံစင်တာမဆမ်းပါဘူးလေ။မနှင်းစီရဲ့ရှီမန်းချက်ကလည်းအရန်ကိုကြီးမြတ်ပါလေ။တာရုတာရုတာရုပါဗျာ။အောင်မြတ်သားရဲ့ချီချူစကားကြောင့်မနှင်းစီရဲ့မျက်နှာပေါ်မှာအပြောင်းရိပ်ကလေးတွေထွက်ပေါ်လာပါတော့တယ်။ဒီပုံကိုယ်ရရတော့ရွှေမြင့်တင်တောင်ရဲ့အထင်ကြီးပုံကိုယ်တွေပဲဆရာလေ။တောင်ရဲ့အောက်ဖက်မှာလည်း ကလေးသားတစ်ခုရှိသေးတယ်။ကလေးရီဆိုတော့အရန်စော့ချလုံလို့သူတို့ထိန်းတဲ့ဖိုးမှုကိုအပြင်းပေးမထွက်ဖို့ပြောထားရတယ်။အဖိုးကအာမြတ်သားတို့ကိုတောင်မှရှိတဲ့အကြောင်းအရာတွေကိုပြည့်စုံအောင်ပြောပြခဲ့ပေမဲ့ဇေဒီအောက်မှနေတဲ့မိမကြီးရဲ့အကြောင်းကိုတော့လုံးဝမပြောပြခဲ့ဘူး။အဲ့ဒီအချိန်တောင်ကြီးမှာရှိတဲ့လူနေရွာဘက်ကနေဝါကောက်တန်နဲ့အော်ရှင်တန်တို့ထွက်ပေါ်လာခဲ့ပါတော့တယ်။ဒီအတောင်ကြားတော့မင်းနေစီက နှာခေါင်းရှုပ်လိုက်ပြီးတော့ဟိုကောင်တောင်းချက်နေပြန်ပြီထင်တယ်။အဲဒီလိုရှေ့ရွှတ်လိုက်ပါလေ။အဖိုးကတော့တောင်ချေဘက်ကိုစောင်းငယ်ကြည့်လိုက်ပြီးတော့တပြင်းရှိတစ်ချက်ကိုခြားကတင်ကမိုက်သားဘလို့မှပြောဆိုဆုံးမလို့မရပါလား။အဲ့လိုပြောလိုက်တာကြောင့်အောင်မြတ်သားကအခုရှိနေတဲ့အတန်ကလူတယောက်ရှိတယ်မဟုတ်လား။ဟုတ်တာပေါ့ဆရာလေးရဲ့။တကယ်အစရင်လေးကကောင်းပေမဲ့မိုးလာရင်ပောက်ကရရီရှောက်လို့တာ။ ။သူ့ကိုဘယ်သူမှဆုံးမလို့မရောက်လားဖို့။ကြွချိန်မတန်သေးလို့ထင်ပါရဲ့။အဖိုးတို့လည်းချော့တခါချောက်တလေဆုံးမပြီမဲ့။ငမိုက်သားခွေးမိကောင်ကြည်တော့ဆိုပဲဆရာလေးရဲ့။အဖိုးရဲ့စကားကြောင့်အောင်မြတ်တာကကောင်းတညင်ငိမ့်လှုပ်ပြီးအဖွားပြောခဲ့တယ်လို့ကျွန်တော်တို့လည်းအတိတ်ထံပြီးရင်တော့ဒီမှာဆက်နေအောင်ပဲထင်ပါရဲ့။အဲ့ဒီလိုရေရွှဲလိုက်ပါတော့တယ်။မ ాయి ရေမ ాయి အိတ်နေပြီလား။အိမ်တကားကိုထူးခြားနေတဲ့အတန်းကြောင့ အိပ်ပျော်နေတဲ့မကြီးတယောက်အိတ်ချင်မတို့နဲ့အပြင်ကိုထွက်လာခဲ့လိုက်တယ်။ဘာဖြစ်တာလဲမတ်သိ။ဘာဖြစ်ရမလဲ။နေမအောင်အရှက်မှုပြီးတော့တရဲလိုက်ဖမ်းနေလို့ဟဲ့။ဟင်းဒီကောင်တော့ပောက်ခရရီရှောက်လို့ပြန်ပြီ။ဒင်းခုဘဲမှလေ။မယမ်းပေပေါ်ကိုတရဲဖမ်းမယ်ဆိုပြီးတော့တက်သွားတာပဲ။မတ်သိရဲ့စကားကြောင့်မကြီးလည်းဇမီးကိုဆွဲကားအိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။လမ်းမပေါ်ရောက်တော့စာတင်ချောင်းပြရမယမ်းပင်အောင်မှာလူတွေအုံနေရကြောင့ ဂျမီနဲ့ထိုးကြည့်လိုက်ရာပေ30လားမြင့်နဲ့မရမ်းပစ်ထိမ်းမှာမတက်ရက်ပြီးတော့တဟီတဟာဟာနဲ့အော်ယူနေတဲ့မောင်ဖြစ်သူကိုမြင်လိုက်ရတယ်။ငတ်အောင်နေခုချက်ချင်းဆင်းလာစမ်းမကြီးကအတန်ကုန်အွန်လိုက်ပေမဲ့ငါအောင်ကတော့ဘာမှပြတ်မပြေးပဲမျက်လုံးကြည့်ပြုကဝမ်းကောင်းတန်ရှင်းနဲ့ဇက်တိုင်ရှီမောနေပါတော့တယ်။ငါအောင်ဆိုတဲ့လူနဲ့ရွှေမြင့်တဲ့အဖိုးတို့ကဘလို့ပတ်သက်နေလဲ။ငါအောင်ကရောတရေသစီတွေကိုဘာကြောင့်မကြောက်တာလဲ။ စားတဲ့အကြောင်းအရာတွေကိုတော့အောင်မြတ်တာနဲ့လူရုံငအောင်ဆိုတဲ့ဇလန်းလေးမှာပရိသတ်ကြီးအားစောင့်မျှော်နှားဆင်ပေးပါအောင်နော်။ဟုတ်ကဲ့ပါပရိသတ်ကြီး။အခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇေယနာရှာမညရေးသားတဲ့အောင်မြတ်တာအတွဲနဲ့အပိုင်း286ဖြစ်တဲ့အောင်မြတ်တာနဲ့ရွှေမြင့်တင်တောင်ဆိုတဲ့ဇလန်းလေးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းတခြားစိတ်ဝင်စားစရာဇလန်းလေးတွေကို တင်ဆက်ပေးအောင်မှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်ထားပြီးတော့အသေးအသေးတွေတင်လိုက်သိရှိစေဖို့အတွက်ဘေးနားက notification လေးကိုနှိပ်ထားပြီးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်